ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိညာမပြတ်ဆင်ခြင်အောင်မိသောသူသည်မင်္ဂလာရှိ၏။ဗျာဒိတ်ကျမ်းအခန်းကြီး30ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည်မိုးတိမ်ကိုဝှက်လျက်ကောင်းကင်ကဆင်းသက်သည်ကိုငါမြင်၏။သူ၏ခေါင်းပေါ်၌တက်တန့်ရှိ၏။သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်၏။သူ၏ခြေသည်လည်းမိခဲတိုင်ကဲ့သို့ဖြစ်၏။ဖွင့်ထားသောစားဆောင်ငယ်ကိုကင်လျက်ရှိ၏။လက်ရာခြေသည်ပင်လယ်ပေါ်မှ၎င်းလက်ဝဲခြေသည်မြေကြီးပေါ်မှ၎င်း နင်း၍ချင်းသေးဟောက်တကဲ့သို့ကြီးသောအတန်နှင့်ကြွေးကြော်လေ၏ကြွေးကြော်ပြီးမှမိုးချိုးတန်ခုနှစ်ချက်မြည်လေ၏မိုးချိုးတန်ခုနှစ်ချက်မြည်ပြီးမှငါသည် ရေးမှတ်မည်ဟုအားထုတ်သော ကောင်းငင်မှထွက်သောအတန်ကမိုးချိုးတန်ခုနှစ်ချက်မြည်သောအရာကိုတစိုက်ခတ်လော့မရေးမမှတ်နှင့်ဟုဆိုသည်ကိုငါကြား၏ထိုအခါငါမြင်၍မြေနှင့်ပင်လယ်ပေါ်မှရပ်နေသော ကောင်းငင်တမန်သည်လက်ရာလက်ကိုကောင်းငင်သို့ချီပြီးလျှင် ဘုရားသခင်ဤကျွန်တော်မျိုးပရောဖက်တို့အားဝမ်းမြောက်စရာတည်င်းကိုဗျာဒိတ်ထားတော်မူသည်နှင့်ဆက်ဆိုင်သောဘုရားသခင်ဤနဲ့နေသောအရာသည် ာလမနှီးပဲတတမကောင်းငင်တမန်တဘိုးမှုတ်ချင်းအတန်မြည်သောနေ့ရက်ကာလ၌ပြည့်စုံခြင်းသို့ရောက်မည်ဟုကောင်းငင်မြည်ကြီးတမုတ်တရားကို၎င်းအရရ၌ရှိရှိသမျှတို့ကို၎င်းဖန်ဆင်း၍ကဘာအဆက်ဆက်အသက်ရှင်တော်မူသောသူကိုတိုင်တယ်၍ကျင့်ဆိုခြင်းကိုပြုလေ၏ငါကြားရသောကောင်းငင်အတန်သည်တဖန်ငှအားပြောသည်ကမြေနှင့်ပင်လယ်ပေါ်မှရက်နေသောကောင်းငင်တမန်၏လက်၌ဖွင့်ထားလျက်ရှိသောစားဆောင်ငယ်ကိုတွား၍ယူလောဟုဆိုလျက် ငါသည်ကောင်းငင်တမန်ထံသို့တော်၍စားဆောင်ငယ်ကိုပေးပါဟုတောင်း၏သူကလည်းယူ၍စားလော့ဝမ်းကိုခါစီလိမ့်မည်သို့တော်လည်းပါဇက်၌ပြားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆိုလျင်ငါသည်စားဆောင်ကိုကောင်းငင်တမန်၏လက်မှယူ၍စား၏ပါဇက်၌ပြားရည်ကဲ့သို့ချို၏စားပြီးမှဝမ်း၌ခါ၏ကောင်းငင်တမန်ကလည်းတင်သည်အတိအတိဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၌၎င်းရှင်ဘရင်တို့၌၎င်းတပံပရောဖက်ပြု၍ဟောပြောရမည်ဟုဆိုလေ၏အာမင်